ုတ်ကဲ့ကျွန်တော်ညုံမြင့်ပါကျွန်တော်ကမြမငင်းငင်းဘဟုမှာအာဒီအဲ drive ဒီညဉ့်ချိုင်းမှုနေနဲ့ဒီငင်းငင်းဆွေးနွေးပွဲပေါ့နော်အဲနိုင်ငံဆွေးနွေးပွဲမှာကျွန်တော်အာလုပ်ခဲ့ပါလေကျွန်တော်2012ကနေ2016ပေါ့အဲ့တော့အာဒီဒီ NSPNC မတိုင်ခင်မှာ NR ဒီ NRPC စတဲ့ခုရှိပါတယ်အဲ့တော့ကျွန်တော်တို့ဟိုဝင်မပါခဲ့ဘူးပေါ့နော် အဲ့တော့အခုကြတော့ကျွန်တော်တို့ကဒီဒေါ်ဆန်းစုကြည်လက်ထက်တမမောင်းရဲ့ NLD အစိုးရလက်ထက်မှာကျွန်တော်မပါဘူး။ဒါပေမဲ့နောက်ကွယ်ကနေပြီးတော့ရခိုင်နဲ့ပြည်ခက်ရဲစေးကြီးမွန်ပြည်သက်ပါတီဒီဟိုပါတော့ကျွန်တော် NC လက်မှတ်ထိုးဖို့ပါအစကျွန်တော်တို့အကုန်ကူပေးပါတယ်။အဲ့တော့ဒီဘက်အချက်မှာကြတော့ကျွန်တော်တို့ကဒီငင်းငင်းကြီးထက်စာရင် ကျွန်တော်တို့ကလူသားချင်းစာနာတဲ့ကိစ္စတွေမှာ နိုင်ငံတကာအကူအညီတွေမပြတ်သွားအောင်ကျွန်တော်တို့ဝိုင်းကူခဲ့ရတဲ့အနေအထားမှာရှိပါတယ်။အဲ့တော့ကျွန်တော်တို့လွန်ခဲ့တဲ့10နှစ်မတိုင်ခင်ကလှုပ်ခဲ့တဲ့ပေါ့နော်ကျွန်တော်တို့2017ကစလှုပ်ခဲ့တာဒီနေ့တော့15ဆိုလွန်ခဲ့တဲ့14နှစ်ကလှုပ်ခဲ့တဲ့အတွေ့အကြုံကတော့ကျွန်တော်တို့ခုလက်ရှိလှုပ်နေတဲ့ပုံစံတွေအတွက်ကိုလည်းအထောက်အကူဖြစ်မယ်ထင်လို့ကျွန်တော်ဒီပွဲကိုလာတက်တာပါခင်ဗျ။အာအခုဒီကျွန်တော်တို့ဒီတို့အခုပြောအပြင်းပြောနေတဲ့ຫນွေဥတော်လိုင်းရေးဆိုတော့ ဟာကအခုတော့တဖြည်းဖြည်းသူနိုင်ငံရေးနဲ့အောက်ခြေမှာရှိတဲ့လက်နက်ကင်ဒေါ်လာနေကြတဲ့ဒီအဖွဲ့ကြီးတဲ့မှာအဲသိတဟာစာတာဖြစ်တာကိုကျွန်တော်သိမတွေ့ရအောင်ခင်ဗျ။အရင်လွန်ခဲ့တဲ့နှစ်အဲ3-5နှစ်ကတော့တော်တော်ကြောက်စရာကောင်းပါတယ်။တော်တော်ကြောက်စရာကောင်းတယ်ဆိုတော့နိုင်ငံတကာကအခုကြီးအမတန်ရပါတယ်။ဘယ်နိုင်ငံတွေလဲတော့ဟိုကျွန်တော်တို့လည်းဟိုသိချာမသိပါဘူး။ဒါပေမဲ့တနည်းကိုတန်းဝင်ယာနေချီဒီလက်နက်ကင် ဖွဲ့အစည်းတွေကိုထောက်ပံ့တဲ့ပြဿနာသည်အာတကယ်တမ်းဒီလိုမျိုးဟောတချို့ဒီနိုင်ငံတကာပညာရှင်တွေကကျွန်တော်တို့ ਨੇ ပြဿနာရှိရကကျွန်တော်တို့ဆိုရင်ဒီနိုင်ငံတကာမှာကျွန်တော်တို့ပညာသင်ခဲ့တာပဲပေါ့နော်အဲ့တော့သူတို့တွေးခေါ်တယ်ကျွန်တော်တို့မြန်မာနီးမြန်မာမြန်မာတွေနဲ့ကတိတ်အဝင်ခွင့်ကြမရှိဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကဒီ ဒီလိုမျိုး လက်နဲ့ကင်ဖြစ်ပြီးဖြစ်တဲ့အခါမှာအခု1.3ညာ1ခုလောက်ဟာမျိုးမြောက်ပိုင်းပြဿနာပေါ့နော်မြောက်ပိုင်းရအဖွဲ့တွေကတက်တက်တောင်ပိုင်းရအဖွဲ့တွေကတက်တက်ချိတ်ဆက်မှုမရှိတာကိုကျွန်တော်မီဒီယာပေါ်မှာအမြန်ချိတ်ဆက်ကြတဲ့အတွက်တကယ်တမ်းဒီဘက်ကတပ်မတော်ဘက်ကပြန်ထိုးစစ်ဆင်တဲ့အချိန်မှာမလိုလားအပ်တဲ့သူတို့ဘက်ကဆုံးရှုံးမှုများတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဟိုနိုင်ငံရေးအရာတော့ သူတို့ဘက်ကပြောရင်ဘုံညာသူလို့ပြောတယ်ကျွန်တော်တို့ကငင်းငင်းကြီးကိုဘာကြောင့်ဖြစ်စေခြင်းလဲဆိုတော့တချို့ပြဿနာတွေကလက်နဲ့ကင်ဖြစ်ရှင်းရင်ကျွန်တော်တို့အဖြေကိုတွက်နေလို့ရတယ်အဲ့တော့ဒီနိုင်ငံကြီးအရာဆွေးနွေးနိုင်တဲ့နီးလန်းတွေမှာအာမဖြစ်ခဲ့တာပေါ့နော်ကျွန်တော်ဟိုတစ်ဖက်တည်းကိုဘယ်တော့မှကျွန်တော်အပြစ်မတင်ပါဘူးဟိုကျွန်တော်တို့လူမျိုးတွေတော့တော်တော်ညံ့လို့ဒီလောက်ကြာနေတာပေါ့နော်မိကုန်းနေမိနေပါလေဟာခင်ဗျားတို့ဘာကြောင့်ဒီလောက်အဆင်မပြေလဲဆိုတော့ကျွန်တော်ညံ့လို့ပါ အဲ့တော့ဟိုကျွန်တော်တို့ဒီတရား dependent တစ်ဖက်ကယုံကြည်မှုမရှိတဲ့ပျောက်တဲ့ပြဿနာဒီနေ့ထိပြိဘက်ကဆက်ဖြစ်နေတယ်လို့ကျွန်တော်ထင်ပါတယ် dependent တစ်ဖက်စိုးရိမ်မှုကြီးတယ် dependent တစ်ဖက်တန်တရားရှိတယ် dependent တစ်ဖက်မယုံကြည်ဘူးအဲ့ဒါကြီးကအမတန်ဆိုးတဲ့အနေအထားလို့ကျွန်တော်ပြောလို့ရပါတယ်အဲ့တော့နိုင်ငံတကာလည်းမဝင်ရဘူးနိုင်ငံတကာလည်းဟိုအခုကျွန်တော်တို့ဒီအခုဒီလပိုင်းလေးဟာမှာဒီကျွန်တော်တို့ ASEAN တို့ ဒီကျွန်တော်တို့တချို့နိုင်ငံတွေကဒီကိစ္စနည်းနည်းလေးပြပြလေးလေးဆွေးနွေးပါလို့ပြောတာအရင်တော့တော့သူပြက်ကိုပြက်ဆိုတဲ့ဟာမျိုးပေါ့နော် ဖြစ်ခဲ့ရတယ်အဲ့တော့ဒီ၃ချက်ဘလို့တစ်ဖက်နဲ့တစ်ဖက်တန်တရားသိကြီးနေအယုံကြည်မှုမရှိဘူးနောက်တစ်ဖက်နဲ့တစ်ဖက်ကအမြဲတမ်းဒီစိုးရိမ်စိတ်နဲ့ချင်းကပ်တဲ့အတွက်အာခုနအဲ့ဒီပြဿနာတွေနောက်တစ်ခါ social media တွေကအရန်ကိုဒီဟောတချို့လေဒီဘက်မှာလည်းကျွန်တော်တွေ့ပါတယ် တချို့မီဒီယာတွေမှာဟိုအရင်နေဒီ lobby လုပ်တဲ့ပြဿနာတွေပေါ့နော်ကျောင်း1027တော့ဆိုရင်ဟိုဒီမြေပြင်မှာဖြစ်နေတာတခုအာဒီ Telegram မှာဖတ်ရတာတခုပေါ့နော်အဲ့လိုမျိုးမှားယွင်းတဲ့ပြဿနာတွေကလေဒီစစ်ရဲ့ပြိဖက်ကဒီလက်နက်ကင်ပြိဖက်ကကိုစစ်ပြီးရရှိစေပါကျွန်တော်ထင်တာတော့သူတို့တစ်ချိန်ချိန်မှာနှစ်ဖက်စလုံးကဒါဆွေးနွေးသင့်ပြီးတကယ်စိတ်ရင်းနေရနေပေါ့နော်တိုင်းသားတွေဘက်ကလည်းဒါဆွေးနွေးသင့်ပြီး ဟလာဒီမိုကရေစီရင်အားစုတွေဘက်ကလည်းဆွေးနွေးသင့်ပြီးအဲ့လိုမျိုးတွေးမှတာလျင်အဆင်ပြေမယ်ထင်ပါတယ်ကျွန်တော်တို့ကဒီမလေးရှားနိုင်ငံမှာအာဆီယံနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ချုပ်နဲ့တရားမဝင်ဆွေးနွေးပွဲကျွန်တော်တို့သွားပါတယ်အဲ့မှာဘာလဲဆိုတော့ဒီတစ်ဖက်မှာရှိတဲ့အဖွဲ့အစည်းတွေက ကျွန်တော်တို့ဒီပြဿနာကိုချင်းကပ်တာနဲ့မတူဘဲနဲ့သူကလာရင်အေးအေးယူပေးပါဒါကိုကန့်ကွက်ပေးပါတရားမဝင်တဲ့ဟာကို ဟိုဒီအတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ပေးပါဆိုတော့တောင်းဆိုမှုတွေနဲ့အဆုံးသတ်တယ်လို့ကျွန်တော်အဲ့လိုကျွန်တော်သဘောရလာတယ်ပေါ့နော်တို့တွေနဲ့အပြန်အလှန်ဆွေးနွေးတဲ့အခါမှာအဲ့တော့ကျွန်တော်တို့ကအဖြေရှာဖို့ဒီဘက်ကဒီဘက်ကလည်းအဖြေရှာဖို့ကျွန်တော်တို့အချိန်တန်ပြီလို့ပဲကျွန်တော်အဲ့ဒါလိုပဲကျွန်တော်အကြံပြုချင်ပါတယ်